အဲဒီဟိုကိုရော generation မှာတော့အခုလက်ရှိကိုရော friend ဆိုပြီးတော့လှူထားတာလေးရှိရပေါ့နော်အဲ့ဒါတော့အဲအကိုရဲ့ချူဝရဲ့ပြီးတော့မိဆန်ရဲ့ training ခင်စောနဲ့အောင်ချက်ပေါ့နော်ဆိုတော့တကယ်ချင်း၅ယောက်ကတော့ချွန်းကိုင်းမိကိုင်းချွန်းမိပေါ့အမှန်တိုင်းပြောရင်တော့ဂီတလောကရဲ့ဝင်လာတာ senior junior တွေပဲတကယ်တကယ်တော့လေဒါပေမဲ့အချိန်တွေတစ်ခုအချိန်တစ်ခုရောက်တဲ့အချိန်မှာတော့တယောက်ရဲ့အားသာချက်တယောက်ရဲ့အားနည်းချက်လေးတို့ဖေးဖေးမမနဲ့အကြံဉာဏ်တွေပေးပြီးတော့ပေါ့နော်တို့အဲရှေ့ဆက်နေကြတယ်ဆိုတော့အဓိကတော့ရှေ့ကလူကြီးတွေသွားကြတဲ့လမ်းအတိုင်းပေါ့နော်ပြီးတော့အဲကိုရိုးနဲ့ကိုရိုး next generation တွေကို ဟိုခုဘာတွေများပေါ့နော်အဲလုပ်ရနိုင်မလဲပြီးတော့ဘာတွေများခြံခဲ့ပေးနိုင်မလဲဆိုရင်အကြီးတွေတော့မဟုတ်ပါဘူးလုံနိုင်တလောက်လေးပေါ့လေအဲ့မှာမှမဟိုနားထောင်တဲ့ပရိသတ်တွေကိုဂီတနဲ့ပတ်သက်ပြီးတော့အစိတ်တောင်းမဖြစ်အောင်အဲ့ပြီးတော့ဂီတနဲ့ပတ်သက်ပြီးတော့ဝမ်းစာရှိတလောက်ကိုဟိုဟိုပြောမလဲအနောက်ဆက်ပေါ့နော်အနောက်ဆက်ပြီးတော့ဟိုဂီတပေါ်မှာ audience တွေထင်တဲ့ခင်မင်စကြက်လေးတွေလွဲမလာမျိုးမဖြစ်အောင်ဆိုရယ်စိတ်လေးနဲ့ပဲကိုတို့တွေတယောက်တော့ပြဲ့ပြင်ပြီးတော့သွားနေကြတာ ပြောပြချင်း15မိနစ်အချိန်ရရဲဆိုတော့15မိနစ်မှာဆင်းလေးလေးဖို့ဆုံးခဲ့ပါတယ်။ရသပြည့်ဆော့ဒစန်တာပွဲတွေမှာပုံမှန်ဆိုလို့ရှိရင်ကိုတွေ့နေကြမဟုတ်တယ်ပေါ့နော်။အဲ shopping center ကိုဈေးဝယ်ထွက်နေတဲ့ audience တွေဘာကြောင့်လဲဆိုတော့ခုကစတွေ့ရတော့ audience ကလည်း surprise ဖြစ်လို့ကိုရောကလည်း surprise ဖြစ်တယ်ကြိုမသိတာဘူးပေါ့နော်နောက်တစ်ခုကတော့ဒီနေ့ကြည့်ကြတာဒီနေ့က 90s music band လေးနဲ့လောက်တာဆိုတော့ shopping center မှာ band နဲ့လောက်တာရှားတယ်နောက်တော့ပြန် ွာဒီဂျင်းနဲ့ပဲလောက်တာများတာလေဆိုတော့အဲ့ဘန်ဘန်ဗိုက်လေးကို shopping center ထဲမှာရတာတော့ကြားတယ်ဟာခုနပြောလို့ပေါ့နော်ပုံပြမယ်ဆိုတော့လာရင်ဝဲဟိုအဲတိကတ်တို့မို့ဝိုင်းတို့မို့သူ့ဝဲပြီးရောက်လာတဲ့ audience ကတော့ချိုးပြီးတော့သူကမှန်းသားပြီးသားဟိုဒါကြောင့်ချိုးကြိုက်တာဆိုတော့အဲပိုတော့ surprise ဖြစ်တာပေါ့နော်ဒါပေမဲ့ပြီးလို့စီပါပဲရတာတော့မတူတော့အများကြီးစိုးစားအထုတ်နိုင်ဆိုရင်မရှိဘူးပုံကူကိုသိတယ်လေဆိုတော့ကိုယ်အများနဲ့ရှေ့ရရှိခဲ့တဲ့ဆင်းလေးတွေကိုပဲဆင်တစိုက်အားပေးနေတဲ့ အဲပရိသတ်တွေ audience တွေပေါ်မှာပဲရှိတဲ့အဆင်းလေးတွေပဲပြန်ဆိုပြနေရတော့လေတအားမသိသလိုလည်းတစ်ခါလေးကန်လာရတယ်ဆိုတော့အဲ့အတွက်ပဲပွဲတွေမှာတွေ့တဲ့အခါကိုယ်ချင်းဟောင်းလေးတွေကိုအများနဲ့ဆိုပြတဲ့ပရိသတ်တွေကိုတွေ့ရတိုင်းသူတို့နဲ့အတူတူပေါ့နော်အဲတချင်းဂီတာနဲ့ပတ်သက်ပြီးတာဝန်ချေဖို့အများကြီးစူးစမ်းအောင်မယ်ဆိုတဲ့စိတ်လေးတွေဖြစ်ပါတယ်ပြန်တော့ညကလာမှသူများသူများနဲ့ collaborate လုပ်ကြတယ်တော့ခက်စိတ်စိတ်ပေါ့နော်ဖြစ်ဖြစ်ပါတယ်ခုနောက်ဆုံးအခု channel လေးကတော့ဆွဲပြေးနေဆွဲပြေးနေကိုယ်နဲ့ နှစ်ယောက်တွဲပြီးတော့ဆိုထားတဲ့မမတီးရနေဆိုရယ်ဆင်းသစ်ကလေးတစ်ပုဒ်တော့ပဲအလောလောလတ်လတ်ပေါ့နော် activity ဆိုတာလေးရှိပါအဓိကတော့တကယ်ကြီးတဲ့အဆွေပြင်းတဲ့အနေနဲ့သွားလာကြုံပွဲမှာတွေ့ဒီကားမှာချင်းချင်းဘူးနဲ့အဲ့ဒါလေသူကလည်းခဏခဏပြောတယ်ဒါဆိုတော့လည်းဆွေပြူရမ်းကျင်တယ်သူကအဲ့လိုပြီးဆိုနေတယ်သူလည်းဆိုအားနဲ့သူ့ပွဲလေးတွေမှာနှစ်ယောက်တွဲပြီးတော့ဆန်တီးဆိုတဲ့အခါဘာလို့လဲဆင်းသစ်တစ်ပုဒ်လုံးရအောင်တိုင်းနေတယ် ကိုရောဒီ page တွေ facebook တွေကိုမတုံးတိတ်မတုံးနောက်ပိုင်းမှာပေါ့နော်တိတ်မတုံးမြို့တိတ်မတုံးမြို့ဆိုတာတစ်ခါလေကြမှာ activity တွေတင်ပြတော့အရင်တော့ engagement မကောင်းကောင်းတော့ post တွေတင်တဲ့အခါကျရင်ပုံမှန်အတိုင်းပဲတင်လို့လို့ကြိုးရှင်းလဲဒီတိုင်းပဲပေါ့နော်အဲ့ဒါနဲ့ရိုက်ရတဲ့အချိန်မှာ snapshot ကအတင်းထုတ်တဲ့ပုံစံဖြစ်သွားတော့အဲ့ဒါနဲ့ကျွမ်းနဲ့လည်းအပြင်မှာအသိမတွေ့ရရှာဘူးဆိုတော့အဲ့ဒါနဲ့အတင်းထုတ်နေကြတယ်လို့ပြောလို့ရှင်းလိုက်တာတကယ်တရားနောက်လိုက်တော့ဒါကတော့အဲပြောမယ်အဲ့အချင်းအကြောင်းလေးတွေ ပြီးကိုဆက်လုပ်ရမယ့်အလုပ်ကလေးနဲ့ပတ်သက်တာတွေပြီးကိုဘယ်လိုမြင်လဲသူ့ဘယ်လိုမြင်လဲအဲပြီးတော့ညအဲဟိုဆက်သတ်တော့ပေါ့နော်မိခီးထွက်ကြမယ်ဒါမျိုးလောက်ပါပဲအရင်ကြီးတော့တကြီးမမတော့မရှိဘူးအဲ့တော့ဘာသိကြအောင်ဆောင်နေအောင်ကိုသတိပေးလိုက်ကိုပြန်သတိပေးမှဆိုလို့မသိကြအောင်ဆောင်အဲ့ဒါဆိုရင်တော့ကျောင်းရဲ့ဘာလို့ရအောင်လဲအမေရောမဟုတ်ဘူးအမေတကယ်တော့အဲ့ဒီကပြောနေတာကတချင်းစုကန်ကြီး အချင်းချင်းပြောတာတကယ်တကယ်တော့ဒါပဲလေပုံစံကအတိတ်တုန်းကသွားတူနေတာအဲ့လိုမျိုးဖြစ်ဟုတ်အဲဒီဟိုကိုရော generation မှာတော့ခုလက်ရှိကိုရော friend ဆိုပြီးတော့လောက်ထားလေးရှိရပေါ့နော်အဲ့ဒါတော့အဲအကိုရဲ့ချူဝရဲ့ပြီးတော့မိဆန်နေရဲ့ training ခင်စောနဲ့အောင်ချက်ပေါ့နော်ဆိုတော့တကယ်ချင်း၅ယောက်ကတော့ချွန်းကိုင်းပြီးကိုင်းချွန်းပြီးပေါ့အမှန်တိုင်းပြောရင်တော့ဂီတလောက်ကတော့ဝင်လာတာ senior junior တွေပဲတကယ်တကယ်တော့လေဒါပေမဲ့အချိန်တွေတစ်ခုအချိန်တစ်ခုရောက်တဲ့အချိန်မှာတော့တယောက်ရဲ့အားသာချက်တယောက်ရဲ့အားနည်းချက်လေးတို့ဖေးဖေးမမနဲ့အကြံဉာဏ်တွေပေးပြီးတော့ပေါ့နော်သူတို့အဲရှေ့ဆက်နေကြတယ်ဆိုတော့အဓိကတော့ဟိုဆရာလူကြီးတွေ သွားခဲ့တဲ့လမ်းအတိုင်းပေါ့နော် ပြီးတော့အဲကိုရိုနဲ့ကိုရို next generation တွေကိုဟိုကိုရိုဘာတွေများပေါ့နော်အဲလုပ်ပြနိုင်မလဲပြီးတော့ဘာတွေများခြံခဲ့ပေးနိုင်မလဲဆိုရင်အကြီးတယ်တော့မဟုတ်ပါဘူးလုံနိုင်တဲ့လောက်လေးပေါ့လေအဲ့မှာမှဟိုနားထောင်တဲ့ပရိသတ်တွေကိုဂီတာနဲ့ပတ်သက်ပြီးတော့အစိတ်တောင်းမဖြစ်အောင်ပြီးတော့ဂီတာနဲ့ပတ်သက်ပြီးတော့ဝမ်းစာရှိတဲ့လောက်ကိုပြောမလဲအနောက်ဆက်ပေါ့နော်အနောက်ဆက်ပြီးတော့ဟိုဂီတာပေါ်မှာ audience တွေထင်တဲ့ခင်ဗျာစကြက်လေးတွေလွဲမလာမျိုးမဖြစ်ရအောင်ဆိုရယ်စိတ်လေးနဲ့ပဲကိုရိုးတွေတယောက်တော့ပြဲ့ပြင်ပြီးတော့သွားနေကြတာပေါ့ အဲများသောအားဖြင့်တော့ online မှာတော့များသောအားဖြင့်ရှိကြတယ်ငါတို့ကအများနဲ့စကားပြောတယ်အဲဟိုအပြင်မှာတော့မကြမကြချိန်ပြေကြတယ်ချိန်ပြီးစုံကြတယ်ဟုတ်တယ်ဟုတ်တယ်တကယ်ကြီးဟုတ်ဟုတ်အဲအားလုံးပဲကျွန်တော်တို့ကြုံကြိုက်ပြီးတော့ဗောနော်အဲ UBY နဲ့ပတ်သက်ပြီးတော့မှဆော်ရိတ်ခွင့်ရတယ်အော်မီဒီယာနဲ့မီဒီယာမိတ်ဆွေနဲ့တွေ့ရတဲ့အခါမှာလည်းတက်နိုင်တော့အဲကိုအဲနိုင်တဲ့စကားလေးတွေနဲ့ဗောနော်အခုလိုမျိုးပြောချခွင့်ရတဲ့အတွက်ဝမ်းသာပါတယ်ကြားခင်မှာလည်းဇောင်းတိုင်းကာလကိုရောက်တော့မယ်ပြီးရင်နှစ်တစ်ခုတော့မယ်ဗောနော်ဆိုတော့ ခရစ်တက်ဂရိတ်ကိုကြော်ဖြတ်ရအောင်မယ်ဆိုတော့ကျွန်တော်တို့ချိန်တွေကတော့ပြည့်ပြည့်ချင်းတော့ရွေ့နေရပဲချိန်တွေကတော့သူ့အလုပ်သူ့လုပ်နေကြတယ်ဆိုတော့ကျွန်တော်တို့လည်းအဓိကကျမ်းမာရေးကူးစိုက်ကြပါကျမ်းမာပါစေအဲပြီးတော့အလုပ်ကိုင်စီးပွားရေးဆင်မြေကြပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ